2028ခုနှစ်မှာစစ်ရုပ်ရဲတွေကပြည်သူတွေကိုရာဇဝတ်ကောင်စက်သွင်းပြီးတော့ဖမ်းဆီးတပ်ဖြတ်ခဲ့တယ်။ဒီစကားလေးရဲ့အစမှာတော့ကျင်းဝတ်တွေနဲ့ပတ်သက်ပြီးစီကံတင်းကျပ်ထားတဲ့ပစ္စည်းတွေရဲ့အနာဂတ်ကဘာကိုတွေ့မြင်ကြရမှာပဲဖြစ်ပါတယ်။ဒီလိုရစ်ဆက်တဲ့ဥပဒေတရက်ကိုအာနာရှင်ဖွဲ့စည်းတစ်ခုကပြဋ္ဌာန်းခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီဖွဲ့စည်းမှာစိတ်နေသဘောထားကိုပြောင်းလဲခံထားရတဲ့လူတွေလည်းပါဝင်နေခဲ့ပါတယ်။အဲ့ဒီလူတွေကတတ်ထုနဲ့ပြုလုပ်ထားတဲ့ဝတ်စုံတွေကိုဝတ်ဆင်ထားရပြီးအလौချိန်တွင်လက်ဟင်းမှုမရှိအောင်လဲစိတ်နဲ့ပြည်တာဝန်ထမ်းဆောင်ကြရပါတယ်။ ဒီလိုမျိုးစိတ်ကံစားခြင်းမရှိတဲ့ဆက်ယုတ်ရဲရာရှိတွေကအလွန်ရက်ဆက်ကြမ်းကြုတ်ပြီးသူတို့မိသားစုဝင်တွေကိုယ်တော်မှတနာညာတာခြင်းမရှိခဲ့ကြပါဘူးအဲ့ဒီနောက်မှာတော့ TV ကိုအတန်ကျဲကြီးဖြန့်ထားတဲ့အိမ်တလုံးထဲကိုဝင်သွားတဲ့ Rick ကိုတွေ့ကြရမှာပဲဖြစ်ပါတယ် Rick ကအဲ့ဒီနေရာကိုသွားရတဲ့အကြောင်းပြချက်ရှိနေခဲ့ပြီးအိမ်ထဲဝင်ဝင်ချင်းမှာပဲသူကတစုံတစ်ခုကိုလိုက်လံရှာဖွေနေခဲ့ပါတယ်ဒီနောက်မှာတော့ Rick ကခေါင်းကိုကြီးမှန်ပြီးမြေကြီးပေါ်မှာလဲကျတေဆုံးနေတဲ့လူတစ်ယောက်ကိုရုတ်တရက်တွေ့လိုက်ရပါတယ်ဒီလိုနဲ့ Rick လည်းဘေးပတ်ဝန်းကျင်ကိုလိုက်ပြီးစစ်ဆေးနေတော့ ဘေးခန်းကနေအော်ဒန်တစ်ခုကိုကြားလိုက်ရပါတယ်။အဲဒါကြောင့်ရေလဲအဲ့ဒီညာကိုသွားကြည့်လိုက်တဲ့အခါမှာတော့သွေးတွေပေးချန်နေပြီးကြောက်လန့်နေတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။အဲ့ဒီချိန်မှာပဲသူမဟာသူလိုက်ရှာနေတဲ့ဓာတ်ပုံတွေကအမျိုးသမီးဆိုတာကိုရစ်ကသိသွားခဲ့ပါတယ်။ဒါမဲ့သူဘာမှမမေးရသေးခင်မှာပဲသူမကရစ်ကိုအာနာပိုင်ဖွဲ့စည်းကလူလို့ထင်သွားတဲ့အတွက်အဝေးကိုထွက်ပြေးသွားပါတော့တယ်။အဲ့ဒါကြောင့်ရေလဲသူမနောက်ကပြေးလိုက်သွားခဲ့ပေမဲ့မကြခင်မှာပဲသူမဟာအာနာပိုင်ဖွဲ့ကဖမ်းတာကိုခံထားရတာကိုတွေ့လိုက်ရပါတယ်။ ရဲလဲစစ်သွေးကြတွေရဲ့ရက်ဆက်ကြမ်းကြုတ်မှုကိုတည်ထားပြီးသားဖြစ်နေတာကြောင့်ခနာကသူတွေခဲ့ရတဲ့သူမရဲ့အခြေအနေကိုနားလည်သွားခဲ့ပါတယ်။အဲဒါကြောင့်ရဲကသူမကိုကယ်ဖို့ကြိုးစားခဲ့ပေမဲ့ဝေးကိုတွန်းထုတ်ခံလိုက်ရပြီးတော့သူမျက်စိရှိမှပဲဆက်ရုပ်ရဲကသူမကိုတတ်ပြစ်လိုက်ပါတယ်။အဲဒီချိန်တခြားတစ်ဖက်မှာတော့ဖီရာကယုံတယုံကိုရွှေပြောင်းမေးကြလာတာကြောင့်အဲဒီနေရာကိုသွားကသူပစ္စည်းတွေကိုနေရာချနေခဲ့ပါတယ်။ရဲရဲ့ညီမကလည်းအဲဒီနေရာမှာလုံဝင်နေခဲ့တာဖြစ်ပြီး သူမရုံးကိုရရောက်ချင်းပါပဲသူမတငယ်ချင်းကက်သရင်းကိုနှုတ်ဆက်ဖို့သွားခဲ့ပါတယ်ဒါပေမဲ့ကက်သရင်းစီသွားလေတဲ့အခါမှာတော့သူမတငယ်ချင်းစာပစ္စည်းတွေကိုနေရာချနေတဲ့ဖီရာကိုသာတွေ့လိုက်ရပါတယ်ဂျင်းလဲအန်အောသွားတာကြောင့်ဖီရာကိုသူမတငယ်ချင်းကြောင့်မေးလိုက်တဲ့အခါမှာတော့ကက်သရင်းဟာလွန်ခဲ့တဲ့မိနဲ့နေငယ်ကပဲဆုံးသွားတယ်ဆိုတာကိုသိလိုက်ရပါတယ်အဲ့ဒီသတင်းကိုကြားလိုက်ရတဲ့အချိန်မှာတော့ဂျင်းလဲအန်အောသွားပြီးဖီရာကိုနှုတ်ဆက်ကစိတ်ပြက်လက်ပြက်နဲ့ထွက်သွားခဲ့ပါတယ်တစ်ဖက်မှာတော့ရေကကက်သရင်းတည်ဆုံမှုမှာပါဝင်ကူညီပေးခဲ့လို့စစ်သွေးကြွတွေကသူ့ကိုဖမ်းဆီးထားခဲ့ပါတယ် အဲဒီနောက်မှာတော့ရစ်တယောက်စီမင်းစိုးတွေကိုပြဋ္ဌာန်းထားတဲ့အာဏာပိုင်ဖွဲ့စည်းကိုခေါ်သွားခံခဲ့ရပါတယ်။ဒီလိုနဲ့စစ်မေးကန်းကိုရောက်လာခဲ့ပြီးနောက်မှာတော့စစ်စေးရီမူတယောက်ကရစ်စီကိုလာရောက်စစ်ဆေးခဲ့ပါတယ်။စစ်စေးရီမူကရစ်ကိုမြင်တဲ့အခါမှာသူတို့နှစ်ယောက်ကြားကခင်မင်ခဲ့မှုကိုသူ့ကိုမြင်မြင်ချင်းမှပဲမှတ်မိသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့စစ်စေးရီမူကရစ်ဟာရဲရီကိုတိုက်ခိုက်ခဲ့တဲ့စိတ်ဝင်စားရှင် ကက်သရင်းကိုကူညီပေးခဲ့တဲ့အတွက်သူ့ကိုတရားစွဲဆိုနိုင်တဲ့ဥပဒေပုံမှားတွေကိုဖတ်ပြခဲ့ပါတယ်။ရဲရီဟာပြည်သူပြည်သားတွေရဲ့ငြိမ်းချမ်းရေးကိုတာဝန်ယူဆောင်ရွက်ပေးနေတာကြောင့် ရဲရဲ့ပြုမှုဟာဝတရားနောက်ရှက်မှုမြောက်တယ်လို့သူမကပြောခဲ့ပါတယ်။ဒါမဲ့ရစ်ကတော့လူတယောက်ရဲ့အသက်ကိုကယ်တင်ဖို့ကြိုးစားခဲ့ုံသာဖြစ်ပြီးသူ့လိုရက်ကိုရာဇဝတ်မှုအဖြစ်မတမ်းမတ်တင်ကြောင်းပြန်ပြီးပြောခဲ့ပါတယ်။စစ်စေးရေးမှုကရဲရဲ့ပြန်လဲခြေပါချက်တွေကိုလက်မခံဘဲနဲ့သူလက်ရှိလှုပ်လှုပ်နေတဲ့နေရာကနေတခြားနေရာကိုရွှေပြောင်းမိတ်ခြားသွားမယ်ဆိုတာကိုပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့သူမကရစ်ကိုပစ္စည်းတွေတင်စီဖို့ပြန်လွှတ်လိုက်ပြီးမကြခင်မှာရဲတွေကသူ့ကိုအလုတ်ခွင်တက်စီကိုစောင့်ကြပ်ပို့ဆောင်ပေးဖို့လာခေါ်မယ်ဆိုတာကိုလည်းတတိပေးလိုက်ပါတယ်။ ဲ့ဒီအချိန်တခြားတစ်ဖက်မှာတော့ရေးရညီမဂျင်းနဲ့အလုပ်တူတူတွဲလုပ်နေရတဲ့ဖီရာဟာသူတို့နှစ်ယောက်ကြားမှာပိုပြီးရင်းနှီးလာဖို့အတွက်ကြိုးစားနေခဲ့ပါတယ်ဒီလိုနဲ့နေကင်းနားကျင်ရောက်တဲ့အခါမှာတော့ဖီရာကဂျင်းစီကိုသွားပြီးတော့ယုံနာကဆိုင်ဆိုင်မှာသူနဲ့ကော်ဖီလိုက်တောက်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူတို့ကတယောက်နဲ့တယောက်ပိုပြီးရင်းရင်းနှီးနှီးဖြစ်သွားအောင်သူတို့ချင်းချင်းမိတ်ဆက်ခဲ့ကြပါတယ်ဒီလိုနဲ့နှစ်ယောက်သားစကားလက်ဆောင်ကြနေတဲ့ချိန်ရုတ်တရက်ဖီရကအာနာပိုင်တွေရဲ့ရာဇဝတ်မှုတွေအပေါ်ကင်တွေဖြည့်ရှင်းနေပုံနဲ့ပတ်သက်ပြီးတော့ဝေဖန်ပြောလိုက်ရင်နဲ့ဆက်လက်ဖွာလိုက်ပါတယ် အဲ့ဒါကိုမြင်တဲ့အခါမှာဂျင်းလဲစိုးရိမ်သွားပြီးဟိုဒီဒီလိုက်ကြည့်လိုက်တဲ့အခါမှာတော့သူတို့ကိုခန်းထောင်းကနေစောင့်ကြည့်နေတဲ့ရဲရရှိတယောက်ကိုတတိထားမိသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူမစိုးရိမ်နေခဲ့တဲ့အတိုင်းပဲဖြစ်လာခဲ့ပါတယ်။ခုနကသူမတို့ဝိုင်းကိုစောင့်ကြည့်နေတဲ့ရဲရရှိကသူမတို့စီကိုရောက်လာပြီးတော့အများပြည်သူသွားလာရေးနေရာမှာဆဲလိတ်တောက်ချင်းကိုတားမြင်ထားတာဖြစ်တဲ့အတွက်ဖီရာလက်ထက်ကဆဲလိတ်တွေကိုသူ့ကိုပေးဖို့ပြောခဲ့ပါတယ်။ဒါမဲ့ဖီရာကတော့ဥပဒေကိုလိုက်နာရမယ်စာသူရှိနေတဲ့နေရာမှာတတိပေးတားမြင်ချက်တွေတစ်ခုမှမတွေးမိဘူးလို့ပြန်ပြီးပြောလိုက်ပါတယ်။ အဲဒါကြောင့်ရဲရရှိကလည်းတားမြစ်ထားတဲ့ဥပဒေကိုတေချာပြောပြီးတော့ဆက်ဆက်ကန်အတွင်းမှာသူ့လက်ထက်ကဆက်လက်တွေကိုထုတ်ပေးဖို့ပြင်းပြထန်ထန်တတိပေးလိုက်ပါတယ်ဒီလိုတင်းမာလာတဲ့အခြေအနေကိုရိတ်စားမိတဲ့ဂျင်းတယောက်ကျွေးစည်းတွေပါပြန်လာခဲ့ပါတယ်အဲဒီနောက်မှာတော့ဖီရာကသူ့ဖွာနေတဲ့ဆက်လက်ပါဝင်ဂျန်နေသေးတဲ့ဆက်လက်တပူးလုံးကိုပေးလိုက်တာကြောင့်ရဲရရှိလည်းဆက်လက်တွေကိုတင်းစီပြီးတော့အဲ့ဒီနေရာကနေထွက်သွားခဲ့ပါတယ်ဒီလိုနဲ့ရုံပြန်ရောက်လာတဲ့အခါမှာတော့ဂျင်းရဲ့အထက်လူကြီးကသူ့မကိုပြင်းပြထန်ထန်စူပူချိန်မောင်းလိုက်ပြီးတော့သူ့မတငယ်ချင်းကက်သရင်းရဲ့အဖြစ်ကိုကောင်းတဲ့ထည့်ထားဖို့တတိပေးလိုက်ပါတယ် ဲနောက်မှာတော့ထက်လူကြီးကဂျင်းကိုအလုပ်လုပ်ဖို့စာရေးစာတမ်းတချို့ပေးခဲ့ပါတယ်။ဂျင်းလည်းအဲ့ဒီစာရေးစာတမ်းတွေကိုဖတ်ကြည့်ရင်းနဲ့မမျော်လင့်မဲ့သူမစုံစမ်းနေတဲ့လူတယောက်ရဲ့ရုပ်အမှန်ကိုဖော်ထုတ်နိုင်ဖို့အကြံကောင်းတစ်ခုရသွားခဲ့ပါတယ်။ဒီနောက်မှာတော့မောင်နှမတယောက်ဟာချိန်ကြာကြီးခွဲခွာနေခဲ့ရတဲ့အတွက်တယောက်ကိုတယောက်တင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတယ်။ဒါပေမဲ့ဂျင်းကရုတ်တရက်လွမ်းတဲ့နေရာကနေရပ်လိုက်ပြီးတော့ခက်ခဲကြမ်းတမ်းတဲ့ဘဝမှာသူမကိုပြစ်ထားခဲ့တဲ့အတွက်ဒုက္ခတွေကိုရင်ဆိုင်ဖြေရှင်းနေရတဲ့အကြောင်းပြောပြီးတော့ရစ်ကိုပြစ်တင်လိုက်ပါတယ်။ အဲဒါကြောင့် relay ချင်းကိုစိတ်တည်ငြိမ်သွားအောင်နှစ်သိမ့်ပေးဖို့ကြိုးစားနေခဲ့ပါတယ်။ဒါမဲ့ Rick ကသူမကိုတယောက်တည်းထားခဲ့တဲ့အတွက်သူမရဲ့ဘဝကိုတယောက်တည်းပင်ပင်ပန်းပန်းရုပ်ကန်ခဲ့ရတာတွေကိုချင်းကပြန်တွေးမိတာကြောင့်ဒေါသမထိန်နိုင်ဖြစ်နေခဲ့ရပါတယ်။ဒီလိုနဲ့သူမရဲ့ခံစားချက်တွေကိုပြောပြနေတဲ့အချိန်မှာပဲ Ray ရဲ့တိုက်ခန်းကိုရဲရရှိတယောက် ရောက်လာခဲ့ပြီးတော့သူ့ကိုနေရာရွှေ့ပြောင်းဖို့လာခေါ်တဲ့အကြောင်းအရာရှိကပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ချင်းက Rick ကိုရှော့လို့နံမီတက်ခေါ်လိုက်ပြီးသူမကိုနောက်တစ်ခါထပ်ပြီးတော့မစွန့်ပစ်ဖို့ငိုယိုပြီးတောင်းပန်နေခဲ့ပါတယ်။ ရဲရရှိလဲသူတို့မောင်နှမနှစ်ယောက်ရဲ့ဂျင်းတဲ့ချက်တဲ့အခြေအနေကိုစိတ်မရှိတော့မနဲ့ရစ်တာဆက်စက်ကန်အတွင်းအမိတ်မနာခံဘူးဆိုရင်တက်ပစ်မယ်လို့သတိပေးလိုက်ပြီးတော့အချိန်ဆမှတ်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲဂျင်းကသူမကိုရဲ့တက်ကိုကယ်တင်ဖို့အတွက်ဥတွေကိုချိုးပေါက်ကရဲရရှိကိုအနောက်ကနေစောပလောတီးလိုက်ပါတယ်။ရစ်လဲဒီချိန်တွေကိုခွင်ကောင်းယူပြီးတော့ဂျင်းရဲ့လက်ကိုဆွဲကစာဦးထဲကနေလွတ်မြောက်ဖို့နှစ်ယောက်သားစင်းညံပေါ်ကိုထွက်ပြေးလာခဲ့ကြပါတယ်။အဲ့ဒီမှာပဲနောက်ထပ်ရဲတပ်ဖွဲ့သားတွေနဲ့ပပင်းတိုးတဲ့အတွက်သူတို့လည်းအသက်မသေးခြင်းရင်ရင်ဆိုင်တိုက်ခိုက်ရတော့မှာကိုသဘောပေါက်သွားခဲ့ပါတယ်။ ဒီလိုနဲ့သူတို့လည်းကိုကိုကိုကာကွယ်ရင်းနဲ့လမ်းမှာတွေ့သည်များအတားဆီးမှန်သည်များကိုတိုက်ခိုက်ရှင်းလင်းခဲ့ကြပါတယ်။အဲဒီချိန်ကြားတဲ့ဘက်မှာတော့ရစ်တိုမောင်နှမနှစ်ယောက်ရဲ့တရင်ကဘိုးထင်းကျော်ရေးဌာနကိုရောက်သွားခဲ့ပါတယ်။ဒီလိုနဲ့သူတို့ရဲ့ပုံတွေကအင်တာနက်ပေါ်ပြန့်သွားခဲ့ပြီးရာဇဝတ်ကောင်တွေဖြစ်လဲဖော်ပြခံခဲ့ရပါတယ်။တချိန်တည်းမှာပဲကော်ဖီဆိုင်ဒီဇိုင်မှာကော်ဖီဝယ်ဖို့စောင့်နေတဲ့ပီတာခါသူ့ဖုန်းထဲကဂျင်းတို့မောင်နှမနှစ်ယောက်ရဲ့ပုံတွေကိုမြင်သွားခဲ့ပါတယ်။ပီတာလည်းသူတို့ကိုမျက်နှာနဲ့မှတ်မိသွားပြီးတော့ကော်ဖီဆိုင်ကနေအမြန်ပြေးထွက်သွားခဲ့ပါတယ်။အဲဒီညမှာတော့ရင်းနဲ့ဂျင်းတို့မောင်နှမနှစ်ယောက်က တဲခိုကန်ပိုင်ရှင်ကသူတို့နှစ်ယောက်ရဲ့အခြေအနေကိုရိပ်ရှားမိပုံမပေါ်ဘဲနဲ့အေးအေးလူလူဖြစ်နေတာကြောင့်ရေလဲသူ့ကိုစကားသွားပြောလိုက်ပါတယ်ဒီနောက်မှာတော့တဲခိုကန်ပိုင်ရှင်ကသူတို့မောင်နှမနှစ်ယောက်ကိုခက်တီတီပဲအခန်းတော်တွေထုတ်ပေးလိုက်ပြီးတော့အပေါ်တက်ကိုသွားခန်းလိုက်ပါတယ်ဒါမဲ့သူတို့နှစ်ယောက်ထွက်သွားသွားချင်းမှပဲပိုင်ရှင်ရဲ့တယုံမှန်ကပေါ်လာပါတော့တယ်တဲခိုကန်ပိုင်ရှင်ကအရေးပေါ်ခလုတ်ကိုနှိပ်လိုက်ပြီးအာနာပိုင်တွေကဂျင်းနဲ့ရစ်တိုရဲ့တီနီယာကိုချီယာခံနိုင်ဖို့အတွက်သူ့ရဲ့ဇပွဲအောက်မှာချီယာကန်ဆက်တစ်ခုကိုတတ်ထားလိုက်ပါတယ် တပတ်မှာတော့ဂျင်းနဲ့ရစ်ကအခန်းထဲပုန်းနေရင်သူတို့နှစ်ယောက်ကငင်းကုန်ဖြစ်ခဲ့ကြပြန်ပါတယ်ဂျင်းကအကြီးကျယ်စိတ်ပြက်နေပြီးစွန့်ပြက်ခံရတဲ့ခံစားချက်တွေပါရောသွားတဲ့အတွက်ရစ်ကသူမတီးခဲ့တဲ့သူမရဲ့ကိုရှော့နဲ့လုံးဝမတူတော့ကြောင်းကြောင်းပြောလိုက်ပါတယ်အဲနောက်မှာတော့သူတို့ရှေ့ဆက်ပြီးဘာလုပ်ကြမလဲဆိုတာကိုတိုင်ပင်ခဲ့ကြပါတယ်ရစ်လည်းသူတို့နှစ်ယောက်အဲ့ဒီညာကနေချက်ချင်းထွက်သွားရမယ့်အကြောင်းဂျင်းကိုပြောလိုက်ပါတယ်ဒီချိန်မှာပဲအပြင်ကစူညံတန်တွေကိုကြားလိုက်ရပြီးတော့အာနာပိုင်တပ်ဖွဲ့ကသူတို့နှစ်ယောက်ကိုဝိုင်းထားလိုက်ပြီးဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်ဒီနောက်မှာတော့အာနာပိုင်တပ်ဖွဲ့ကမောင်နှမနှစ်ယောက်လုံးကိုသတိမေ့သွားအောင်တန်းခွေတွေထုတ်လွှတ်လိုက်တာကြောင့် ်ရဲကလည်းအဲ့ဒီခြေနေကလွန်မြောက်ဖို့ကြံဖန်ရပါတော့တယ်ရဲကဂျင်းကိုတတ်နိုင်သမျှအသက်မရှူပဲအောင်ထားဖို့မှားလိုက်ပြီးတော့တပ်ဖွဲ့ကတကားကိုဖွင့်လိုက်တဲ့အချိန်မှာပဲနှစ်ယောက်သားထွက်ပြေးဖို့ကြိုးစားခဲ့ကြပါတယ်အပြင်ထွက်လာတဲ့အခါမှာတော့သူတို့ကိုဖမ်းဖို့စောင့်နေတဲ့တပ်ဖွဲ့နဲ့ပပင်းတိုးပြီးတော့သူတို့ထဲကတချို့တလေကိုပြန်လည်တိုက်ခိုက်ခဲ့ကြပေမဲ့ခဏကြာမှာတော့နှစ်ယောက်သားလူစုကွဲသွားခဲ့ပါတယ်ဒီလိုနဲ့ထွက်ပြေးဖို့ကြိုးစားနေတဲ့ရစ်ကဘိုက်ကိုတနက်နဲ့အပြစ်ခံလိုက်ရပြီးမြေကြီးပေါ်ကိုလဲကျသွားခဲ့ပါတယ်အဲဒီအချိန်မှာပဲလူတစ်ယောက်ရောက်လာပြီးရစ်ကိုတတ်ဖို့ကြိုးစားနေတဲ့ရဲရာရှိကိုတနက်နဲ့ပြစ်လိုက်တာသူ့ကိုကယ်တင်လိုက်ပါတယ် ဒီချိန်တခြားတစ်ဖက်မှာတော့ဂျင်းကတန်းခွဲတွေကိုမရှူမိဖို့ကြိုးစားနေရင်းနဲ့ထွက်ပေါက်ကိုရှာဖွေနေခဲ့ပါတယ်။အဲဒီနောက်မှာတော့သူမကတဲခိုကန်ပိုင်ရှင်ပုံနေတဲ့နေရာကိုရောက်သွားပြီးတော့သူ့ကိုတွေ့တဲ့အခါမှာတော့သူမကိုကယ်တင်ပေးဖို့တောင်းပန်လိုက်ပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်အပြင်ကိုထွက်ပြေးလာတဲ့အချိန်မှာပဲအာနာပိုင်တပ်ဖွဲ့တွေရောက်လာပြီးချက်ချင်းဆိုသလိုတဲခိုကန်ပိုင်ရှင်ကိုလည်းပစ်တက်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ဗဟိုဒိန်းကျော်ရေးဌာနကဖုန်းတကောဝင်လာပြီးတော့ဂျင်းကိုတပ်ပစ်ဖို့ရက်ဆက်တဲ့အမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့လည်းရဲမိုးမစ်ဂရင်းကတော့အမိန့်ကိုမနာခံဘဲနဲ့သူမရဲ့အကြံစိုးကြီးကိုကောင်းထည်ဖော်နိုင်ဖို့သူမနဲ့အတူဂျင်းကိုဗဟိုဒိန်းကျော်ရေးဌာနစီကိုပြန်ခေါ်သွားလိုက်ပါတယ်။အဲဒီချိန်တခြားတစ်ဖက်မှာတော့ရစ်ကသတိပြန်ရလာပြီးတနက်ထီထားတဲ့ဒဏ်ရာကတော့တော်လေးနာကျင်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့သူ့ကိုကယ်ထားတာဗီရမန်တိလိုက်ရပြီးအဲဒီချိန်မှာပဲဗီရကရစ်ရဲ့ဘိုက်ထဲကကြီးစံကိုထုတ်ပေးဖို့ကြိုးစားလိုက်ပါတယ်။ ဖီးယားကသူ့ရဲ့တရုတ်မှန်ကိုရစ်ကိုပြောပြလိုက်ပြီးသူတို့ဟာလူမဆန်တဲ့ SAF ဖွဲ့စည်းကိုဖြိုပစ်ဖို့ကြံစီနေတာကိုလည်းပြောခဲ့ပါတယ်။အဲဒီချိန်မှာပဲရစ်ကသူ့ညီမလေးဖမ်းခံထားရတာကိုသတိရသွားပြီးသူမကိုကယ်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ဒါမဲ့ဖီးယားကဂျင်းဟာအာနာပိုင်နေလက်ထဲရောက်နေပြီဖြစ်တဲ့အတွက်အသက်ရှင်လျက်ရှိနေပါမလားဆိုတာကိုတန်တရားဖြစ်နေခဲ့ပါတယ်။ဒါကြောင့်ဖီးယားကဗဟိုဒိန်းချိုရဲ့ဌာနကိုဖြစ်စည်းပြီးတော့အာနာပိုင်ဖွဲ့စည်းတစ်ခုလုံးကိုဖြိုခွင်းမဲ့ကြံစီကိုရှင်းပြခဲ့ပါတယ်။ ရလေသူရဲ့ဒဏ်ရာကပြင်းပြင်းထန်ထန်နာကျင်နေတာတောင်ဂယုမဆိုင်ပဲနဲ့ညီမဖြစ်သူကိုကယ်ဖို့အတွက်ဗိုလ်ထင်းချိုရေးဌာနကိုသွားခဲ့ပါတယ်။အဲဒီချိန်တခြားတစ်ဖက်မှာတော့အာနာပိုင်တွေကသူမရဲ့လက်ဘင်းမှာ chest လို့ခေါ်တဲ့ ESF ပစ္စည်းတသေးလေးကိုထည့်ပြီးတော့သူမရဲ့စိတ်ကိုပြောင်းလဲသွားအောင်လုပ်ခဲ့တာကြောင့်သူမဟာမကြီးမဆန့်ဝေဒနာခံစားခဲ့ရပါတယ်။အဲဒီနောက်မှာတော့သူမကိုကြောက်စရာကောင်းတဲ့အခန်းတစ်ခန်းနဲ့ပိတ်လောင်ထားခဲ့ပြီးအဲဒီနေရာမှာသူမလိုမျိုးရဲရဲဆက်ဆက်ပြုမှုခံထားရတဲ့လူတချို့ကိုလည်းတွေးလိုက်ရပါတယ်။ဒီဖက်မှာတော့ Rick ကဝေဒနာပြင်းပြင်းထန်ထန်ခံစားနေရပါပဲ။ အရှုံးမပေးဘဲသူ့လမ်းမှာပိတ်နေတဲ့ရဲရာရှိတွေကိုတိုက်ခိုက်နေခဲ့ပါတယ်။အဲနောက်အာနာပိုင်တွေကဂျင်းကိုထတ်ပြီးမနှိပ်စက်ခင်မှာရစ်ကအချိန်မီရောက်သွားခဲ့ပေမဲ့ဂျင်းရဲ့စိတ်တွေဟာချစ်ပြားလေးကြောင့်ပြောင်းလဲနေခဲ့ပြီးရစ်ကိုလည်းမမှတ်မိတော့ပါဘူး။အဲဒါကြောင့်ရစ်ကဂျင်းကိုအားပေးစကားပြောရင်းနဲ့ငင်းငင်းတသာလေးဆက်ဆံလိုက်ပြီးသူ့မကိုကဲထုတ်သွားခဲ့ပါတယ်။အဲနောက်မှာတော့နှစ်ယောက်သားထွက်ပြေးလာခဲ့ကြပေမဲ့အာနာပိုင်တပ်ဖွဲ့တွေကတော့သူတို့နောက်ကနေလိုက်လာခဲ့ကြပါတယ်။သူတို့နှစ်ယောက်ကထွက်ပြေးသွားခဲ့တဲ့အတွက်သူတို့ကိုခြေအကန်ရှာဖို့ဒရုန်းလိုခေါ်တဲ့မောင်းသူမဲ့လေယာဉ်တွေကိုပါတပ်ဖွဲ့ကဈေးလွတ်ခဲ့ပါတယ်။ ဒီလိုနဲ့ရေးရတန်ရာကတဖြည်းဖြည်းပိုဆိုးလာခဲ့ပြီးရှေ့ဆက်မသွားနိုင်တော့တဲ့အတွက်ရောက်တဲ့နေရာမှာပဲထိုင်ထားလိုက်ရပါတယ်။ဂျင်းကတော့တနက်ပြက်တဲ့အတွေ့အကြုံမရှိပေမဲ့သူမရဲ့အကိုစီကခြောက်လုံးပြူကိုယူလိုက်ပြီးရေးတင်ပေးတဲ့အတိုင်းရှေ့ထွက်ပြီးတော့မောင်းသူမဲ့လေရင်ကိုတနက်နဲ့ပြစ်လိုက်ပါတယ်။ဒါမဲ့လေအဲ့ညာကို Miss Green ကရောက်လာတာကြောင့်သူတို့ရဲ့ကြိုးစားမှုကဆုံးသက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။ဒီချိန်မှာပဲ Miss Green က Ritto ရှိနေတဲ့နေရာကိုတရင်ပို့ဖို့လုပ်နေတဲ့သူမရဲ့လုပ်ဖို့ကံဘက်ကိုပြစ်တက်လိုက်တာကြောင့်သူတို့လည်းအံ့ဩသွားခဲ့ပါတယ်။ဒီလိုရှုပ်ထွေးနေတဲ့အချိန်မှာပဲ Phirak ရောက်လာပြီးတော့ Miss Green ကသူနဲ့တပွဲတည်းဆိုတာကိုပြောပြလိုက်ပါတယ်။ အဲ့နောက်မှာတော့ရစ်ကိုသူတို့နဲ့အတူဒီအာနာရှင်စနစ်ကြီးကိုဖြိုခွင်းဖို့ဖိတ်ခေါ်ခဲ့ပြီးတော့ရစ်ကလည်းပူဝါမို့သဘောတူလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဂျင်းရဲ့လေဘင်ထဲမှာရှိနေတဲ့ချစ်ပြားတွေဟာအသက်ဝင်လာတာကြောင့်သူမဟာသူတို့ကိုတိုက်ခိုက်နေခဲ့တဲ့ရဲရရှိတွေလိုမျိုးခံစားချက်တွေမရှိတော့တဲ့စစ်သွေးကြွပုံစံပြောင်းလဲသွားခဲ့ပါတယ်။အဲ့နောက်မှာတော့ရစ်ဂျင်းနဲ့လှုပ်ဖို့ကင်ဘဲနှစ်ယောက်ဟာဗိုလ်ထိန်းချုပ်ရေးဌာနကိုပြန်ဝင်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲချစ်ပြားတွေရဲ့ထိန်းချုပ်တာလုံးဝခံလိုက်ရပြီဖြစ်တဲ့ဂျင်းကရဲရရှိတွေလိုမျိုးပြုတ်မူလာပြီးတော့ရစ်ပါဝင်ခန်းထဲမှာရှိတဲ့လူအလုံးကိုတိုက်ခိုက်ခဲ့ပါတယ်။ အဲနောက်ဂျင်ကရစ်ကိုတနတ်နဲ့ချိန်ထားပြီးခဏတာတွေးဝင်နေခဲ့ပေမဲ့ချက်ချင်းဆိုသလိုသူ့ကိုတနတ်နဲ့ပြစ်လိုက်ပါတယ်ဂျင်ပြစ်လိုက်တဲ့ဂျီဆန်ကထင်းကျိုရေးစနစ်ကိုမှန်သွားတဲ့အတွက်ချစ်ပြားထင်းကျိုတာခံနေရတဲ့လူတွေအားလုံးလည်းအချုံအောင်ဘွားကနေလွတ်မြောက်သွားခဲ့ကြပါတယ်သူတို့တွေအားလုံးကအုတ်ထုတ်တွေကိုချွတ်လိုက်တဲ့အခါမှာတော့သူတို့ရဲ့အရင်ဘွားကိုပြန်ခန်းစားလိုက်ရပါတယ်အဲနောက်မှာတော့စစ်သွေးကြတွေတဲကတယောက်ကသူမကိုကူညီဖို့ဂျင်ကိုတောင်းဆိုခဲ့ပေမဲ့ဂျင်ကတော့လုံးဝပဲလို့ပြောပြီးပြက်ပြက်တတညင်းလိုက်တဲ့အချိန်မှာပဲဇက်ကားလေးလည်းပြီးဆုံးသွားခဲ့ပါတယ် အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တူဦးချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူး